ဟုတ်တယ်မွေးတော့ဒါထိတ်ရှင်တော်တော်တော်ကံကောင်းတယ်လို့ပြောရမယ်နော်အဘိုးဆိုအဲ့ခစ်တုံးကလည်းအရင်ဆေးဝါးတွေကအရင်မတိုးတက်တည်းရဲ့အချိန်မှာထိတ်ကပေါင်မပြေလားမရှိဘူးခုနှစ်လနဲ့မွေးလာဆိုနှစ်ပေါင်နဲ့အောင်စားပဲရှိရဲ့အဲ့ချိန်မှာအသက်ရှင်မှုလည်းမသေးကြအောင်မိကိုလည်းဆရာဝန်ပြောရမင်းကအဲ့မှာတော့ shock down တော်တော်ရသွားတယ်ဖန်ပေါင်းကြောင့်တစ်ခုတည်းမှာနှစ်ယောက်နေရတယ်တော့ဖန်ပေါင်းကြောင့်လည်းတိတ်အဆင်မပြေသေးရောလေဟိုခစ်ကတိတ်မတိုးတက်သေးရောအမေအမေတို့လည်းမဆိုခဲ့ရအောင်ဆိုတော့အခုနည်း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 ချူကြရပြီဆိုတော့ ် antibody အသိမရှိဘူးအမေတို့မစိုးခဲ့အောင်ဆိုတော့တက်ကြီးလာပိုတော့လူတွေအကြောင်းပို့တည်လာတယ်ဒီဘဝအကြောင်းကိုပူနားလဲလာတယ်ငငယ်တော့ကကြတော့ဒါအမေရောဖေရောဟိုကိုပြည့်ပြည့်စုံအောင်ထားတော့လောကတောင်တိတ်မသိအခုကျလောကတောင်အောင်လည်းတော်တော်များတော့ခန်းသင်းတလောက်ခံပြီးသွားပြီအဲအတွေ့အကြုံတွေလည်းအများကြီးရှိခဲ့ပြီဆိုတော့ဒါဘဝပါလားဆိုတော့ တိလာရပေါ့အမြင်အပြာတိုင်းကဟိုမလွယ်နေဘူးယာယာတိုင်းကအဲ fair မဖြစ်နေဘူးဆိုတော့အဲ fair မဖြစ်ဆိုအကုန်လုံးအကုန်လုံးပြောတာနော်အဲဘောနော် life ဆိုတာအဲ့လိုပါပါအဲ့လိုပါလားဆိုတော့တိလာရဒါပေမဲ့အရန်ကန်ကောင်းတယ်လို့ထင်ပါတယ်ကွာထိတ်ကိုထိတ်လေဒီလိုဘဝမျိုးရဖို့ဆိုတာကတော့ဒါတော်တော်လေးကိုကန်ကောင်းပါတယ် struggle တွေခြားရတယ်ကဘယ်လိုစူးစမ်းခဲ့ရရှိလဲဆိုတော့အဲထိတ်ကအကဘယ်တော့မှ မကဘူးအိမ်မှာတော့ကွာကိုသိရမလားအရင်တော့ငငယ်တော့ K-pop 21ကဗီဒီယိုတွေကိုကြည့်ပြီးတော့အိမ်မှာတော့ယူလိုပဲလိုက်ကြခဲ့ဘူးအဲ့အဲ့ experience ပဲရှိရဘယ်တော့မှ dance class လည်းမတက်ဘူးဘာမှမလုပ်ဘူးဆိုတော့ dance နဲ့နည်းနည်းစိတ်နေတယ်မှာပါတယ်ဒါပေမဲ့ဒီသချင်းမှာအဲ့လိုမျိုးလေးကပ်ဖို့ဆိုပြီးတော့ dance ကိုတော်တော်လေးကျင့်ခဲ့တာပေါ့နော်အဲ့တော့ကိုတော့တော်တော်ချီးကျူးပါတယ်တပုတ်လုံးထိတ်ကိုတင်လိုက်ရတာနှစ်ရက်ပဲဆိုတော့ပြီးတော့နောက်နောက်ချိန်ကြီးကျင့်တဲ့ချိန်ကြီးဆိုတော့ကိုကိုတော့နည်းနည်းတော့ ် impress ဖြစ်သွားတယ်ပေါ့နော်။အော်ငါကလည်းမစိုးပါဘူးပေါ့။ရပါတယ်ပေါ့။မင်းနေနေမယ်ဆိုတော့အားလုံးရှိသေးတယ်။မင်းနေနေမယ်ဆိုတော့တေချာတော့အလှအလှတန်းတော့တစ်ခုခုလုံးမှာထိတ်ကနှစ်တိုင်းအဲ့လိုခွဲစားလေးကြွေးတာပဲဖြစ်ဖုံးကြောင်းထွေတာပဲဖြစ်မိပါမယ်လူပါပဲဖြစ်အဲ့လိုတစ်ခုခုလုံးတယ်ပေါ့နော်။ဆိုတော့တစ်ခုခုတော့အလှတန်းတော့တစ်ခုခုတော့လုံးဖြစ်မှာပါ။ဟုတ်ကဲ့။ဟုတ်တယ်အရန်ဝမ်းတာတယ်လှူတော့ကကလေးလေးတွေကလေကိုယ်ကိုလည်းချစ်တယ်အဲ့လို ခြိထောင်းကိုကိုဘောမစင်းချင်ဘူးပေါ့နော်အဲဆိုအဲကြောက်လို့ရှင်လဲအင်းခေါ်ရချင်တယ်ဒါပေမဲ့ကိုကလည်းမထိန်နိုင်ခွေးတောင်မွေးခိုင်းဝမီကထိတ်ကြောင်တီလို့အဲ့တော့ခွေးတောင်မွေးနေတာဒီကလေးမွေးစားဖို့ဆိုတာတည်ရမလားစိတ်ကဖြစ်သွားသူတို့လေးနဲ့လေဟိုဟာအတူတူဆော့ရာတော့တူတူနေလိုက်တော့တော်တော်လေးကိုဟိုမွေးစားရှင်စိတ်တွေပေါက်သွားဟုတ်တယ်မွေးတော့ကဒါထိတ် အရှင်အောင်တော်တော်ကံကောင်းတယ်လို့ပြောရမယ်နော်အဲ့ဘယ်လို့ဆိုအဲ့ခစ်တုံးကလည်းအရင်ဆေးဝါးတွေအရင်မတိုးတက်သေးတဲ့အချိန်မှာထိတ်ကပေါင်မပြေလားမရှိခုနှစ်လနဲ့မွေးလာဆိုနှစ်ပေါင်နဲ့အောင်စားပဲရှိရဲ့အဲ့ချိန်မှာအသက်ရှင်ဖို့လည်းမသေးကြဘူးအမေကလည်းဆရာဝန်ကပြောရမင်းအဲ့မှာတော့ shock တောင်တော်တော်ရသွားတယ်ပေါ့နော်ဖန်ပေါင်းကြောင်လေးရဲ့မှာဖန်ပေါင်းကြောင်တစ်ခုတည်းမှာနှစ်ယောက်နေရတယ်ရောဖန်ပေါင်းကြောင်လေးတိတ်အဆင်မပြေသေးရောလေဟိုခစ်ကတိတ်မတိုးတက်သေးရော အဲအဲ့တော့ဆိုတော့အမှတ်တရပဲအမေသူ warm up မိဘအမေတို့ပြန်ပြောပြရဘယ်လောက်ထက်ခဲဆိုတာဟဲ့လို့မင်းတို့အမေအမေတို့လည်းမဆိုခဲ့ရအောင်ဆိုတော့အခုနည်း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 ချူကြရဆိုတော့ antibody အသိမရှိဘူးအမေတို့မဆိုခဲ့ရအောင်ဆိုတော့ကို့ဘဝမှာလေကို့မိဘလောက်ဘယ်သူမှမချစ်ဘူးအဲ့လာတော့တေချာသိရဲ့အဲတငယ်ချင်းတွေချစ်တယ်ကြားလို့ချစ်တယ်မှန်တယ်ထိုင်မဲ့ကို့မိဘလောက်တော့ကို့ကိုပေးဆက်ပြီးဘယ်သူမှမချစ်ဘူးအဲ့လာတော့အကုန်လုံးတွက်ပဲလို့ထင်ပါတယ်ထင်ကြတာ ထိတ်ကတော့ကိုရရတဲ့လောက်အမေကိုအကုန်ဝယ်ပေးတယ်အဲ့လိုသူတို့သူကအခုရှိနေတာပေါ့နော်သူကထိတ်ထက်ဆယ်သားလောက်ရှာနိုင်နေတာဆိုတော့အဲ့လိုမျိုးရှာဖွေရှာရှာကျွေးစရာမလိုဘူးပေါ့နော်အခုအချိန်မှာတော့ဒါမဲ့ကြီးလာတဲ့အချိန်မှာတော့သူတို့တော့ရှာကျွေးဖို့သူတို့အဲဒီလိုမျိုးအိမ်အိမ်ကောင်းကောင်းနဲ့ထားဖို့နေထိုင်အလုံးဝပြပြစုံစုံထားဖို့အဲထိတ်အကြီးကြီးမှန်းထားရပေါ့နော်အခုလဲကိုအမေမွေးနေ့လို့ပါလို့ဆိုလို့ရှင်လဲကိုရှာထားသလောက် ကိုနုပညာရှင်ကြီးတဲ့ကရသလောက်အမေကိုတော်တော်များများတွေကအဲ့လိုမတွက်နေဘူးကိုထွက်ပါကြံတယ်အမေလိုချင်တယ်ဆိုရင်ဝယ်ပေးလိုက်တာပဲအဲ့လိုမျိုးပေါ့ဘာဖြစ်ဆိုအမေပေးထားတဲ့ဟာအဲ့လာအတွက်အဲ့လာထဲနဲ့အဲ့လာခြေပြားတော့မမီဘူးပေါ့နော်ကိုကိုပေးဆက်ထားတာအများကြီးရှိရဲဆိုတော့ဟုတ်တယ်ဟုတ်တယ်အဲ့လိုပေါ့ရန်ခတ်ခဲတယ်တော့ဆိုတော့ဒါမင်းရောပုံမှန်တော့ မျိုးတော့မရှိဘူးဘာလို့ဆိုတော့အကုန်အကုန်ပြောရတဲ့အမေနဲ့လေအမေနဲ့ကကိုယ် best friend လို့နေရဆိုတော့အကုန်လုံးတယောက်ရင်ဖွင့်နေပြောတယ်အမေလည်းအမေလည်းဟိုတမင်းမင်းကလေးမွေးထားတော့သူလည်းဝမ်းတာရယ်ပေါ့နော်အဲ့လိုသူလည်းသူခံစားနေရရင်ဖွင့်နေအထိတ်လည်းဒါကြာရင်အဆင်မပြေရရှင့်အမေကိုရင်ဖွင့်နေအဲ့လိုမျိုးပေါ့ထည့်ရဲ့တခြင်း every time လေးကိုအားပေးကြပါအောင်နောက်ထပ်မဲ့တခြင်းလေးကိုလည်းဆက်လက်ပြီးတော့အားပေးကြပါအောင်ရှင့်